မင်္ဂလာပါရှင်။နိုဝင်ဘာလ23ရက်နေ့အတွက်မြို့တော်ရဲ့နေ့လည်ခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမကတော့အင်ချူမေပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ပေါင်မြို့နယ်မှာတော်လိုင်းရေးတပ်ဖွဲ့တွေကပြစ်ချခဲ့လို့စစ်တပ်ရဲ့ပါရာမော်တာတစီးပြတ်ကျတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အုတ်တွင်းမှာစစ်တပ်ကမင်္ဂလာဆောင်အိမ်ကိုဒရုန်းနဲ့ပုံကျဲလို့အသက်16နှစ်အရွယ်မိန်းကလေးတအူးသေးဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကိုးတိုင်းအုတ်တွင်းမြို့နယ်မှာစစ်ကောင်မရှင်တပ်ကမင်္ဂလာဆောင်အိမ်ကိုဒရုန်းနဲ့ဖုံးကျဲလို့မင်းကလေးငယ်တဦးသေးဆုံးက2ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ21ရက်နေ့မှာအုတ်တွင်းမြို့တရက်တော်ကျေးရွာကမင်္ဂလာဆောင်အိမ်ကိုစစ်ကောင်မရှင်တပ်ကဒရုန်းနဲ့ဖုံးကျဲတိုက်ခိုက်ခဲ့ပြီးမင်္ဂလာဆောင်နေအိမ်ဘေးကအိမ်တွေပေါ်ကျကစော့ကစားနေတဲ့အသက်16နှစ်အရွယ်မင်းကလေးတဦးသေးဆုံးသွားတယ်လို့သိရပါဗျ။10နာရီလောက်ဖြစ်တာအိမ်ထဲထိုင်နေတဲ့သူတွေထိခိုက်တာ အဲ့မှာကလေးမလေးကတော့ဘုံစာ TV နေရာမှာပဲစုံသွားတယ်။တခြားသူတွေကတော့ဒဏ်ရာပြင်းထန်ရကြတယ်လို့ဒေသခံတဦးကပြောပါရယ်။ဘုံဒီတလုံးကိုစစ်ကော်မရှင်က drone နဲ့လာရောက်ကျဲချခဲ့တာဖြစ်ပြီး drone ဘုံပောက်ကွဲစားတွေထိမှန်ခဲ့တာကြောင့်အသက်16နှစ်အရွယ်မတ်ချမ်းမိမိအောင်နေရာမှာပဲတည်ဆုံးခဲ့ပြီးအသက်10နှစ်အရွယ်မတ်ယွန်းမိမိအောင်နဲ့မတ်ယွန်းမိမိဇော်တို့ရဲ့မျက်နှာကြောဘက်ပေါင်နဲ့ခြေလက်တွေမှာထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့သိရပါရယ်။ညမအရင်တွေပါ အကြီးမဆုံးသွားတာ ကြံခဲ့တဲ့ဒဏ်ရာရတဲ့ကလေးနှစ်ယောက်ကအမွာလေးတွေပါလို့ဒေသခံတဦးကပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ကလည်းပေါက်ခေါင်းမြို့နယ်ဂျိုးပင်ဝိုင်းကျေးရွာကမင်္ဂလာဆောင်နေအိမ်ကိုစစ်ကော်မရှင်တပ်ကလက်နက်ကြီးနဲ့တုံးချက်ပစ်ခတ်ခဲ့လို့အမျိုးသမီးကြီးတဦးသေဆုံးတာဒဏ်ရာရသူတွေလည်းများခဲ့တယ်လို့သိရပါရယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပေါက်မြို့နယ်မှာတော်လိုင်းရေးတပ်ဖွဲ့တွေကပစ်ချခဲ့လို့စစ်တပ်ရဲ့ပါရာမော်တာတစ်စီးပြတ်ကျခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းပေါင်မြုံနယ်ကိုဘုံလာကျဲတဲ့စစ်ကောင်မရှင်ရဲ့ပါရာမော်တာတစ်စီးကိုပေါင်မြုံနယ်ဒေါ်လန်ရေးတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့မြိုင်မြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြိုင်ပခပခသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ22ရက်မနေ့ကညနေ4:45မိနစ်အချိန်ကမြိုင်မြုံနယ်နဲ့ပေါင်မြုံနယ်အစမှာပခုတ်ကူတမတရားတစ်ကတက်လာတဲ့ပါရာမော်တာနစီကိုဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရာတစည်းပြကြခဲ့တယ်လို့မြိုင်ပခပခရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ပေါက်နယ်နဲ့မြိုင်နယ်ကိုစစ်ကော်မရှင်ကဘုံကျဲတာဒီရက်ထဲစိတ်နေတာ မနက်နေ့လည်းညနေလေရင်တွေကဝဲနေတာတော်လိုင်းရေးတပ်ဖွဲ့တွေကပူပေါင်းပြီးပြစ်ချနိုင်ခဲ့တာပါရာမော်တာကတပ်မတရားတိဘက်ကနစည်းလာတာတစည်းထီပြီးပေါက်မြို့နယ်တဲကြီးရွာအနီးကိုပြတ်ကြတယ်လို့တော်လိုင်းရေးနဲ့နှိစက်သူတဦးကပြောပါတယ်အဆိုပါတိုက်ခိုက်မှုမှာဒေါ်လာရင်းတပ်ဖွဲ့တွေက0.5တနက်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပါရာမော်တာအပေါ်မှာစစ်သားအသေးတွေလည်းရတယ်လို့သိရပါဗျ။ဒါအပြင်ပြက်ကြတဲ့အဆိုပါပါရာမော်တာကို တော်လိုင်းတပ်ဖွဲ့တွေကအလုံးစုံရွှေ့ပြောင်းတည်ဆောင်သွားတယ်လို့လည်းသိရပါဗျ။ဒါအပြင်ပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့ကလည်းပဲခူးတိုင်းဖြူမြို့နယ်ကို ပုံလာကျဲတဲ့စစ်ကော်မရှင်ရဲ့ဂျာယိုကော်ပတာဟာအပြန်အမာပြတ်ကျပြီးစစ်သား2ဦးသေဆုံးခဲ့တယ်လို့လည်းပဲခူးတိုင်းစစ်ဌာနရဲ့ထုတ်ပြန်ချက်အရသိရပါဗျရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံတောင်ပိုင်းမှာရေကြီးရေလျှံတာတွေဖြစ်ပေါ်နေလို့စက်ရုံများပိတ်ထားရကမြန်မာရွှေ့ပြောင်းလုပ်သားများအခက်ကြုံနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ထိုင်းနိုင်ငံတောင်ပိုင်းစုံကလာ ခရိုင်ထဲကဟယိုင်မြို့ပေါ်အပါအဝင်ဟယိုင်ခရိုင်ထဲမှာရေကြီးရေရှမ်းမှုဖြစ်ပွားနေတာကြောင့်ဒေသခံပြည်သူအများအပြားနဲ့မြန်မာရွှေ့ပြောင်းအလို့သမားတွေနေအိမ်တွေမှာပိတ်မိနေပြီးအစားအသောက်နဲ့ရွှေ့ပြောင်းနေရာချထားရေးအတွက်အကူအညီတွေလိုအပ်နေတယ်လို့ထိုင်းသတင်းမှာဖော်ပြထားပါတယ်။လွန်ခဲ့တဲ့၃ရက်လောက်ကစပြီးမိုးအဆက်မပြတ်ရွာသွန်းတာကြောင့်နိုဝင်ဘာလ၂၁ရက်ညကစတင်ကဟယိုင်မြို့ရဲ့စိုးရိမ်ရေးအမှတ်ကိုရောက်လာခဲ့ပြီး လမ်းတွေနဲ့အဆောက်အဦတွေရေကြီးနှမြုပ်နေတယ်လို့ထိုင်းသတင်းတွေကလည်းဖော်ပြနေပါဗျ။အဆိုပါရေကြီးနှမြုပ်မှုကြောင့်ခရိုင်မြို့နယ်အတွင်းမြမရွှေပြောင်းအလုတ်သမားအများစုအလုတ်လုတ်ကိုင်းနေတယ်။စက်ရုံအတော်များများလည်းပိတ်ထားရတယ်လို့သိရပြီးအခုလို ရေကြီးတာဟာခရိုင်မြို့နယ်မှာ15နှစ်အတွင်းအဆိုးဝါးဆုံးရေကြီးမှုဖြစ်ပြီးအရေးပေါ်ခိုးလုံမှုစခန်း၅ခုဖွင့်လှစ်ထားတယ်လို့လည်းသိရှိရပါဗျ။ကယ်ဆယ်ရေးအဖွဲ့တွေကလည်းအဆက်မပြတ်စောင့်ကြည့်နေပြီးအကွက်ညီပေးနိုင်မှုစူးစမ်းနေတယ်လို့သိရကား အဲ့ဒီဒေသမှာနေထိုင်ကြတဲ့လူတွေအားလုံးရေဘေးအန္တရာယ်ကိုဂရုစိုက်ဖို့လိုအပ်တယ်လို့ရေထဲမှာပြုတ်ကျနေတဲ့ဓာတ်ကြိုးများရဲ့လျှက်စစ်အန္တရာယ်ကိုလည်းသတိထားသွားလာကြဖို့လိုအပ်တယ်လို့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကသတိပေးပြောဆိုထားပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအ мян ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးအန္တရာယ်အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်း မြို့တော်အဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။